သုံးချိန်ပဲကြံတော့တယ်နော်သုံးချိန်ပဲကြံတော့တယ်ဆိုတော့ကျွန်တော်ကဒီညမွေးကနန်းလေးတွေကျွန်တော်ပြပေးမယ်မွေးကနန်းပြမိမယ်ဆိုတော့ဒါကျွန်တော်ကစားနေကြတော့ဒီ၅ဆုံးခုနှစ်ထဲမှာ light ထွက်မယ်ကနန်းတစ်ခွက်နော်နောက်ဒီ၅ဆုံးခုနှစ်ထဲမှာထွက်မယ်ကနန်းတစ်ခွက်ဒီထဲမှာအတန့်ကြီးတယ်တင်ပါဗျာတင်ပါအဲ့အဲ့ဒီမှာကျွန်တော်တို့ဒီ630နောက်နှစ်ကိုသူ light ပေါက်တယ်နော်ပေါက်ပြီးတာနဲ့သူ့ရဲ့အောက်၃ဘွဲကြွားကနန်းကလည်းနောက်နှစ်ကိုသူထွက်တယ် အဲ့အဲ့ဒီထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့မွေးကနန်း6ခွန်းဆိုတဲ့အဲ့ဒီမွေးကနန်း6ခွန်းဆိုတဲ့ခါတောင်သုံးလုံးကတနစ်ကျော်ပြီးတော့ဟိုလိုက်ထွက်တယ်နော်အင်္ဂလာညချမ်းမှာ line ကကြည့်မရတဲ့အင်းဟိုဘက်ကမရမှမသိဒီဘက်ကမရမှမသိအဲ့ဒါမှခွက်ကြအဲ့ဒီကနန်းကလည်းနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်သုံးခွဲကျော်ကကနန်းကလည်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးတာနဲ့အဲ့ဒီဒီကနန်းနှစ်ကွက်ကြားထဲမှာရှိတဲ့ခါလဲကောင်6 6ခွန်းဆိုတဲ့ကနန်းကတနစ်ကျော်မှာ6 6ခွန်းသူထွက်တယ်နော် အဲ6 6ခွန်ထွက်တယ်တဲ့။ तू ထွက်ရင်6 6ခွန်လို့ထွက်တယ်ရင်ဒီမှာလဲ तू က6 6ခွန်လို့ तू အတဲ့ပဲသွားတယ်နော်။ချစ်ချောက်ခွန်ကိုဒီမှာချစ်ချောက်ခွန်လို့ထွက်ဒုတိယကကျွန်တော်တို့ဒီမှာချစ်ချောက်လေးရနောက်နှစ်ကိုလာထွက်တယ်เนาะထွက်ပြတဲ့နေသူ့ရဲ့အောက်၃ဘွဲကျော်မှာချီးတယ်၆၃ခွန်ကလည်းနောက်နှစ်ကိုသူလိုက်ထွက်တာပဲအဲ့ဒီထွက်ထားပြီးတဲ့ဒီကလေးနှစ်ကွက်ထွက်ထားတဲ့အလဲကောင်မှာချီးတယ်၅နှစ်၈ဆိုတဲ့ကဏ္ဍဒီ 9နှစ်8တည်နောက်ကနေပြန်ကောက်9နှစ်8လို့ပြန်ထွက်တယ်เนาะအဲ့တက်ကောက်လိုက်ရတယ်ဒီလိုကောက်လိုက်အောက်ကနေလှန်ပြီးတော့868เนาะ868 8 2 5เนาะအောက်ကနေလာတာ8 2 5เนาะဒဲထွက်တယ်အဲဒီမှာမနစ်ကနှစ်ကွက်ဖြစ်တယ်အဲ့ဒီပုံစံမျိုး၄တခွန်ကနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်၃ကွက်ကျော်မှာရှိတယ်960နောက်နှစ်ကိုထွက်တယ်เนาะဓာတ်လက်ကောင်မှာရှိတယ်ခွန်9 3ညဆိုတဲ့3ည9ပေါ့လေเนาะ3ည9ဆိုတဲ့ခဏတစ်ကွက် 3ည85ထက်ပေါ့နော်3ည85ထက်တကွက်ထွက်တယ်နော်3ည85ဆိုတဲ့ကနေဒီနေ့ကျော်ဒီနေ့ထဲကိုထွက်မလာသေးဘူးနောက်တစ်ခွက်ကကျွန်တော်တို့ဒီ630ရလဲနောက်နှစ်ကိုလိုက်ထွက်တာပဲထွက်ပြီးတာနဲ့သူ့ရဲ့အောက်3ခွဲကျော်မှရှိတဲ့930နောက်နှစ်ကိုသွားတာပဲနော်အတူသွားပြီးဓာတ်လက်ကောင်မှရှိတဲ့ခဏနဲ့ခွန်ခွန်3ညဆိုတဲ့ဒီခဏန်းကလည်းအောက်ကနေလှန်ကောက်ရင်3ညခွန်ခွန်ဆိုပြီးတော့သူကထွက်ကြတယ်နော်3ညခွန်ခွန်ဆိုပြီးထွက်ကြမယ်ဆိုတော့ အပေါ်မှာ3900ခွန်တော့မထွက်ဘူးခွန်3900တော့ထွက်ထားတာလို့ရှိတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကြံနေခဲ့တဲ့ကြံတဲ့ဒီ3ချိန်မှာဒါထိုးချင်ရင်ထိုးနော်ဟိုဒီကနန်းစီနောက်နှစ်ကိုပေါက်ရမယ်အောက်3ဘွဲကြော်ရခဏကလေနောက်နှစ်ကိုထွက်မယ်ထွက်ပြီးရင်ခွန်6 7ဒီတစ်နှစ်ကြုံမှဒဲထွက်တယ်နော်အဲ့ဒီမှာ6 6လေးရနောက်နှစ်ကိုပေါက်တယ်သူအောက်3ဘွဲကြော်မှရှိတယ်6 3ခွန်ကလေနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရင်8 5ဆိုတဲ့ကနန်းစီတစ်နှစ်ကြုံမှ8 5ဒဲထွက်တယ်နော်အဲ့ဒီဘက်မှာက2မျိုးဖြစ်နေတာ930နောက်နှစ်ကိုထွက်တယ် အောက်၃ဘွဲကျော်က9 30ကလည်းနောက်နှစ်ကိုတက်ခါသွားပေါက်တယ်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့၃ခွန်ခွန်ဆိုတဲ့ကဏ္ဍတစ်နှစ်ကျော်ထွက်ကြတယ်နောက်တစ်ချက်ကလေးတခွန်ဒီနောက်နှစ်ကိုထွက်တယ်အောက်၃ဘွဲကျော်မှာရှိတဲ့960ကလည်းနောက်နှစ်ကိုတက်ခါရွှေ့တယ်ရွှေ့ပြီးရင်၃ခွန်5ဆိုတဲ့အဲ့ဒီ၃ခွန်5ဒဲ့ဒီတစ်နှစ်ကျော်မလာသေးဘူးเนาะမလာသေးဘူးကြံ့၃ချိန်မှာဒါကြိုက်တဲ့လူတွေရှိရင်ဒါမွေးလို့ရတယ်เนาะတပွဲ200ဘူး200ဘူးထဲမွေးဖို့ပဲဒဲ့ပဲဟာလားเนาะအဲဒါလေးတစ်ချက် အဲ့ဒီမှာကျွန်တော်ကတောင်ညခုံကိုတောင်ညထိတ်ကိုဒီဘွဲမှာထည့်ကစားအောင်မလားတောင်ညထိတ်ကလည်းရှိတယ်ရှိတယ်ဒီဆက်ကတော့တောင်ညခုံ6လို့ယူလို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကဟိုနေမဖြစ်လို့ဒါဒါကဒါကကျွန်တော်နှစ်ရေချားကိုက်အကျင်ရေချားကိုက်ကျွန်တော်စွဲထားတာပဲနော်သူကဒီနေရာမှာ၄ခါ၃ပိတ်ရှိတယ်နော်တစ်ခါသူကနေအကျင်ကိုက်ဆင်းလာလိုက်၄ခါနဲ့၃ပိတ် တစ်ခါအချိန်ကြီးပြင်းစင်းလာလိုက်ကျွန်တော်ဒီမှာ၄ခါနဲ့၃ပိတ်ရှိအဲ့ဒီ၄ခါ၃ပိတ်ဒီ၄ကိုကျွန်တော်ကနောက်ထောင်သုံးကိုးလို့ကျွန်တော်ယူမလို့နော်အဲ့ဒီမှာလေဒီ၄ကိုဇောင်းတပွဲကျော်မှာနောက်ထောင်သုံးလုံးကိုးလို့သူထည့်တာဟုတ်နော်အဲ့ဒီမှာလေဒီ၄ခါကိုတပွင့်ကျော်မှာနောက်ထောင်သုံးလုံးကိုးဆိုတာ၆ပိတ်နဲ့ဖြစ်မှာနော်အဲ့ဒီမှာတုံညာထိတ်ကိုဘာလို့ကျွန်တော်ပြောတော့ဒီ၃၃နောက်ပိတ်ကဒီ၃လုံးကို၈လို့ပြစားတယ်နော် တခါဒီသုံးနောက်ဘက်ကလည်းသူ့အပေါ်မှာထွက်စည်းသုံးလုံးကိုရှစ်လို့ပဲသူကစားတယ်။အဲ့ဒီနေရာမှာတကယ်လို့ဒီသုံးနောက်ဘက်မှာသုံးပါပါဒီသုံးလုံးရှစ်ရှင်ရင်ဒီဘက်ကိုတုံညာအထိတ်စီထည့်လို့ရတယ်နော်။အဲ့ဒီမှာကျွန်တော်တို့၉ခါ၈ခါဒါခွန်ခါထည့်မယ်ဆိုရင်ခုနကကျွန်တော်ပြောတယ်တုံညာခွန်၅လို့နော်တုံညာခွန်ခွန်လို့ဆိုတဲ့ကဏ္ဍမျိုးကြီးအထက်ထိုးခြင်းထိုးလို့ရတယ်ဆိုတာပြောပြတယ်နော်။မကြိုက်ရင်လည်းမထိုးနဲ့။ အဲ့ဒါတွေကအရေးမကြီးဘူးအဲ့တော့မွေးကနန်းကွက်ကိုစာရွက်ထဲမှတ်ထားကျွန်တော်လည်းတိတ်ပြီးတော့ဟိုထဲမှာဖြစ်ဖို့နော်ဒီပွဲမှာနောက်ပေါင်း6ရှိမှာနောက်နောက်ကျွန်တော်မိတ်ဆွေတွေဟိုတဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြမယ်ကနန်းတက်ကွက်ရှိတယ်ဒီကောင်ကဒီကောင်ကကျွန်တော်တို့6 5နော်6ဆုံး6ဆုံး5ဆုံးတော့တော်မယ်မဆီနေရတို့ဒီနားမှာတဲ့ဒီနားမှာနှစ်နောက်နှစ်ထိပ်စီပြည့်ရှိတယ် နော်နှစ်ရှစ်ညောင်ပြအဲ့လိုပြောလို့လည်းရအင်းအဲ့လိုပြောလို့မရဘူးတဒီလိုပြောမှရမယ်ကျွန်တော်လည်းနှလုံးထဲဘောင်းမကြက်နော်အဲ့ကိုစုံခွန်စုံငါးစုံနော်အဲ့နှစ်ပွင့်ချော့လိုက်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ငားကငားထည့်စီတစ်လုံးနှစ်လုံးသုံးလုံးမြောက်သူကြတယ်เนาะနောက်ပေါင်း7အောက်မှာသူငားထည့်စီသုံးလုံးမြောက်ကြတယ် ဲ့ဒီနောက်ပေါင်း17ရက်အောက်မှာကြာဒီသုံးလုံးကတို့တို့ရှစ်နောက်ပိတ်သုံးလုံးရှစ်ရက်တပွဲကြုံမှာငါးထည့်စီတစ်လုံးနှစ်လုံးသုံးလုံးနော်အဲ့ဒီငါးထည့်စီသုံးလုံးကသုံးလုံးနဲ့နဲ့သူကစရင်ပြက်သွားတာအောက်မှာမရှိတော့ဘူးနော်အဲ့ငါးထည့်စီကအဲ့သုံးလုံးပဲရှိတယ်အောက်မှာအဲ့ငါးထည့်ကသူကပျောက်သွားပြီမလာတော့အစဉ်ပြေးလားမပြေးမှန်းနော်မပြေးမှန်းဆိုကျွန်တော်ကလည်းမှန်းနေအဲ့တော့အဲ့မှာငါးပြီးတော့ကျွန်တော်ဒီမှာ6 အဲ့ဒီ6ဒီ6ထည့်ဒီတလုံးနှလုံး3လုံးမြောက်ကြတော့ခုနကတော့17အောက်နော်နောက်ပေါင်း17အောက်မှာ9ထည့်စီ1300လုံးက8ဒီမှာလည်းထည့်စီ1300လုံးက18ပဲနောက်ပေါင်း30ရဲ့အောက်မှာကြာအဲ့ဒီ6က6 3လုံးမြောက်တလုံးနှလုံး3လုံးအဲ့ဒီ3လုံးကြာပြီးသွားတာ ਨੇ အဲ့ဒီ6ကအောက်မှာ6ထည့်စီကအပြောက်သွားတယ်နော်ဒါဆိုဒီနေ့ထဲမှာ quantity စီကကျွန်တော်တို့ဒီမှာတလုံးထွက်သွားတယ်အဲ့ဒီမှာ ဒီမှာတလုံးခွန်တဲ့ဒီနှလုံးဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကလိုချင်တာသုံးလုံးခွန်အဲ့ခွန်အဲ့နှလုံးထွက်ပြီတဲ့အောက်မှာခွန်တလုံးမှထိတ်ကထွက်မလာတော့မလာတော့နောက်ပေါင်း9ရဲ့အောက်ဆိုရင်ဒီဘွဲကိုကျွန်တော်တို့ထည့်ရတော့နော်ဆိုတော့နောက်ပေါင်း71အောက်အထောင်8ရဲ့တဘွဲကျော်အဲ့ဒီမှာလဲအထောင်8ရဲ့တဘွဲကျော်နောက်ပေါင်း30ရဲ့အောက်ဒီမှာလဲအထောင်8လို့ဖြစ်ပြီနောက်ပေါင်း9လဲရိုက်ပြီသူ့ရဲ့အောက်မှာခွန်ထိတ်စီသုံးလုံးမြောက်ကနန်းတစ်ခွက်ထွက်ကပါနော်အဲ့ခွန်ထိတ်စီသုံးလုံးမြောက်ကနန်းအဲ့ဒီမှာ तू က ဘယ်လိုပြောထားတော့ဆိုတော့ကျွန်တော်တို့နည်းနည်းစဉ်းစားရမှာတစ်ချက်တော့ရှိတယ်နော်ဘာလို့လဲဆိုတော့နင်အဲ့ဒါကျွန်တော်နောက်မှရှင်းမယ်အဲ့တော့ဒီ၅၃လုံးကြပြီထိတ်စီကြရင်ဒီကနန်းဒီရှေ့၁၂၃၄၅နှစ်မြောက်ပါကြတယ်အဲ၅နှစ်မြောက်တယ်လေတစ်နှစ်ကျော်ပါကြတယ်အဲ့လိုလုပ်ပါဒီကနန်းဒီသူ့ရဲ့အရှိတစ်နှစ်ကျော်ပါကြတယ်အဲ့ဒီ၅ထိတ်စီနဲ့သုံးလုံးမြောက်ကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကဏ္ဍဖြစ်ပဲเนาะအဲ့လိုဖြစ်လိုက်ရင်အဲ့ဒီကဏ္ဍဒီကျွန်တော်တို့ဒီနှစ် ထိတ်စီဗရိတ်78သူတို့အဲ့ဒါတွေဒါတွေမရှိတော့နဲ့၅ဗရိတ်အရှိပေါင်း9ငါးနောက်ပဲ့ရဲ့အထက်ဆောင်ကကန်နော်သူတို့ဒီ၅ဗရိတ်နဲ့တန်းတန်းယူလိုက်လေရာအဲဒီကနန်းဒီအရှိတစ်နှစ်ကျော်ကကန်နဒါဆိုရင်ဒီမှာ6တလုံးပြည့်ပြီ2လုံးပြည့်ပြီ3လုံးပြည့်ဒီကနန်းဒီအရှိတစ်နှစ်ကျော်ကကန်နဖြစ်ကြတယ်အဲ့မှာလည်းအတူတူပဲ9ဗရိတ်ပြီးတော့6ဗရိတ်နဲ့အရှိပေါင်း8လေးနောက်ပဲ့နော်ကျွန်တော်တို့ဒီ6ဗရိတ်ရဲ့ဆောင်ကန်နမယူဘူး 3905ပရိရဲ့ဇောင်းကကနေ926ပရိရဲ့ဇောင်းကကနေ6ပရိရဲ့ဇောင်းကကနေတနှစ်ကြော်ပြီးတော့6ထိပ်စီ3လုံးမြောက်ကြိုက်သူထွက်လာတယ်နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့တက်မှာခွန်ထိပ်ကတလုံးနှလုံးထွက်ပြီးနောက်ထပ်တလုံးကြံနေတယ်ခွန်ထိပ်ဒီဒီနေရာမှာထွက်ခဲ့ရင်ရှေ့တနှစ်ကြော်ကကနေဖြစ်ကနော်ရှေ့တနှစ်ကြော်ကကနေကျွန်တော်ခွန်ပရိရဲ့ဇောင်းကကနေရှေ့ပေါင်းခွန်3နောက်ပရိရဲ့ဇောင်းကကနေနော် ရှေ့ပေါင်း3နောက်ပိတ်ရှေ့ပေါင်း8နောက်ပိတ်ဆောင်းဒီမှာကျတော့ကျွန်တော်တို့ရှေ့ပေါင်း9 9နောက်ပိတ်ရဆောင်းပါမယ်เนาะဆိုတော့အဲ့ခွန်9 5လို့ဖြစ်တာဒီမှာကျတော့6 8 4လို့ဖြစ်တယ်เนาะဒီမှာကျတော့ခွန်ခွန်3လို့ဖြစ်တယ်သူကအဲ့လိုပရိတ်ခွန်ရဲ့မြင်းကောင်ကခိုင်တယ်ဒီကောင်ကိုယူလို့ရတယ်အဲ့တော့အဲ့ဒီမှာတစ်ချက်သတိထားရမှာဒီကဏန်းကြီးပြန်ကြကဏန်းဖြစ်နေတယ် ။အဲ့ဒီနေရာမှာ630ဒီတစ်နှစ်ကျော်သွားပေါက်တော့အဲ့ဒီပေါက်တဲ့630ကသူကတော့ပြန်ကြခဏမဟုတ်ဘူးဒါပေမဲ့နှစ်ခါကြတဲ့ခဏဖြစ်နော်တကယ်လို့မြန်ဒီနေရာမှာ6နှစ်ကိုစွဲမထည့်ပဲနဲ့ပြန်ကြတဲ့ခဏကြသွားမယ်ဆိုရင်လေသူကရတယ်နော်ပြန်ကြမယ်ခဏကြမယ်ဆိုရင်အဲ့ဒီမှာ9နှစ်နှစ်ဆိုတဲ့ခဏတစ်ခွက်ပဲရှိတယ်ရှေ့တစ်နှစ်ကျော်ပါနော်음တစ်နှစ်ကျော်9နှစ်တစ်နှစ်ကျော်ခဏက9နှစ်တစ်ခွက်ထဲလာပေါက်ထားတာကျန်တဲ့ခဏမပေါက်ထားသေးဘူးနော် အဲကျွန်တော်တို့လုံအောင်တို့ခွန်နှစ်နှစ်နဲ့ခွန်ရှစ်နှစ်เนาะကျွန်တော်တို့ဒီကဏ္ဍပို့ကြိုက်တယ်ခွန်နှစ်ရှစ်ပို့ကြိုက်တယ်เนาะခွန်နှစ်နှစ်အဲဒီငါးထိပ်ကနှစ်ချိန်မှာငါးထိပ်ထွက်တာနှစ်ချိန်မှာ6ထိပ်ထွက်တာနှစ်ချိန်မှာ3ထိပ်အဲခွန်ထိပ်ထွက်တာเนาะအဲ့တော့ခွန်6 5အဲ့ဒီငါးဒီနှစ်ချိန်ကနေပြီးတော့စရည်လိုက်ရင်1 2 3เนาะ3လုံးတကယ်လို့ဒီငါးကလည်းနှစ်ချိန်မှာထွက်တဲ့အဲဒီ6ကလည်းနှစ်ချိန်မှာထွက်တာ6ထိပ်တစ်လုံးနှလုံး3လုံး ဒါဆိုရင်ဒီနှစ်ကြိမ်မှာထွက်တဲ့ကောင်ကိုယူမယ်ဆိုရင်အပွားတစ်လုံးကိုကျွန်တော်တို့မယူဘဲနဲ့ထားမယ်ဆိုရင်ဒီခွန်ထိတ်ကနှစ်လုံးပဲရှိအောင်မယ်လို့တွေးမိရင်ဒီပွဲထိုးစရာမလိုသေးဘူးတကယ်လို့အဲ့ဒီလုံမမဟုတ်ဘူးအပေါ်မှာရှိတဲ့ခွန်တစ်လုံးကိုပါထည့်ပြီးရေးမယ်ဆိုရင်အချိန်ကတိတ်မရှိတော့ဘူးเนาะအဲ့ဒါကြောင့်မလို့အပေါ်မှာရှိတဲ့ခွန်တစ်လုံးကိုပါထည့်ပြီးရေးမယ်ဆိုရင်ဒီနေရာမှာခွန်၃လုံးမြောက်ပြည့်သွားနိုင်တယ်ခွန်တစ်တီ၃လုံးမြောက်ပြည့်သွားတာနဲ့ကျွန်တော်တို့ကအရှိတနှစ်ကျော်ခန်းကိုယူရပါ ဲ့မှာခွန်၄၈တို့နောက်ခွန်၂၈တို့နောက်ခွန်၃၉ခွန်၅ခွန်နော်ဒါတွေအများကြီးပေါ့ခွန်ပါတဲ့ကဏ္ဍနေနော်ဒါတွေ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 ဟုတ်လားနော်ကျွန်တော်ကအဲ့ဒါကိုမလိုချင်ဘူးလိုချင်တာကခွန်ထိတ်ကိုဘယ်ဒီပွဲကိုကစားချင်တာနော်အခွန်ထိတ်ကိုကစားချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေဒီကဏ္ဍလေးတွေတော့ထိုးရပါနော်ခွန်နေရှိ နော်နောက်ခုနပြောတဲ့၃ည9 3ည9ခုနော်ဒီနှစ်ကွက်ကတော့မွေးဖို့ပါနော်ဒါလေးရနှစ်ကွက်မွေးဖို့ဒီနှစ်ကွက်ကတော့ဒီပွဲထိုးဖို့နော်အဲ့ဒါကတစ်မျိုးမွေးကနမွေးကနနောက်တစ်ကွက်ကျွန်တော်ထပ်ပြပေးဦးဒါလေးကျွန်တော်ကျွန်တော်ချဖန်းတော့ဖန်းတာပဲအချိန်ကြီးကကျွန်တော်ဖန်းတော့ဖန်းနေဒါပေမဲ့အချိန်ကြီးကကျွန်တော်မှနည်းနည်းလေး နည်းနည်းလေးအချိန်ကြီးကတိတ်မနေမဖြစ်ဘူးဒါပေမဲ့အချိန်ကမရှိတော့ဘူးဆိုတော့ပြလိုက်တော့မယ်ခွန်6ငါနော်ဒီကောင်အနည်း20လိုင်းဒီကောင်အနည်း20လိုင်းခွန်ဆုံး6ဆုံး5ဆုံးတုံညာခွန်အလဲကြိုက်တယ်ဥကြိုက်တယ်တော့ထဲကစားဖို့ပဲနော်ကျွန်တော်ပြောတဲ့ကဏ္ဍလေးအဲ့အဲ့နှစ်ထဲမှာနှစ်ဥမာတော့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ငါ เอ่อ6 6ခွန်เนาะ6 65ဆိုတဲ့ခဏတကွออโต้ไล่ปอกအဲ့ကျွန်တော်တို့ကွန်ပြီးတော့ကျွန်တော်တို့ဒီ6ဆုံးနဲ့ခုနှစ်ထဲမှာလဲအဲ့ဒီလိုပဲ6 6 5ဆိုတဲ့ခဏတကွออโต้ไล่ปอกတာเนาะအဲ့ဒီ5ဆုံးနဲ့ခုနှစ်ထဲမှာလဲ6 6 5ကသူကออโต้ထွက်တာပဲအဲ့ဒီကောင်ထွက်ပြီးသွားရင်သူကဘာဖြစ်လဲဆိုတော့အဲ့ဒီ6 6 5လို့ထွက်ပြီးသွားတာ ਨੇ သူ့ရဲ့ရှေ့နှစ်နှစ်ကြော်မှာခွန်6 4ဆိုတဲ့ခွန်6 6ဆိုတဲ့အထောင်ကြီးเนาะ သွားထွက်တယ်ဒီ665เนี่ย2နှစ်ကျော်มาထည့်စည်းတောင်3လုံးอ่ะ665ထွက်တဲ့နှစ်ထဲမှာไล่ထွက်တယ်အဲဒီမှာလဲ665ထွက်တယ်665ထွက်တိုင်းမဟုတ်ဘူးเนาะဒီ70ခွန်2006 2025ဒါနှစ်ရေအကြိုက်ပဲไล่ရေကြည့်လိုက်အဲ့မှာ6ချောက်ခွန်ဒီမှာလေ656ပေါ့နော်656ထွက်ပြီးတာနေသူကနေနှစ်ပွဲကျော်ပါ545ဆိုတဲ့ခဏဒီနှစ်နှစ်ကျော်ပါ545 554လို့သူထွက်တယ် ဟန်ငါလေးလို့ထွက်တယ်တဲ့တခါအခုကျွန်တော်တို့နှစ်ရီကြိုက်ဒီနှစ်ထဲမှာလဲ665ဒါနှစ်ဥမှာကျွန်တော်ပြောပြပါတယ်665အော်တိုလိုက်ပေါက်နိုင်တယ်စိုက်ရှိတယ်ကျွန်တော်ထုတ်လဲကစားဘူးတဲ့အဲ665ထွက်ပြီးတာနဲ့သူ့ရဲ့နှစ်ပွဲကျော်မှာရှိတယ်655ဆိုတဲ့အထောင်ကြီးဒီနှစ်ထဲကိုလိုက်ထွက်မလားနော်ဒါကကျွန်တော်တို့ဒီလိုတွေးပြီးတော့ယူလိုက်တယ်တမျိုးအဲ665ထွက်ပြီးတာနဲ့ဒီ665ဒီနှစ်နှစ်ကျော်ထွက်ကြမယ်ဒီ665ထွက်တဲ့နှစ်နှစ်ကျော်က965ကလည်းနှစ်နှစ်ကျော်မှာထွက်တယ် အဲ့ဒီ6 6ငါထွက်တယ်သူ့ရဲ့နှစ်နှစ်ကျော်မှရှိတယ်ကို၄ခွန်ကလည်းနှစ်နှစ်ကျော်မှထွက်တယ်အဲ့ဒီမှာနောက်တစ်မျိုးကျွန်တော်တွေးကြည့်တာကကျုပ်ဒီ၅ခါကိုထိတ်အကိုပိတ်နော်၅ခါကိုနောက်ပိတ်အဲ့ဒီ၅ကိုကိုနောက်ပိတ်ရဲ့အောက်ဆုံး၅ခါရဲ့ဘယ်လိုဒီကိုနောက်ပိတ်ရဲ့တပွဲကျော်မှရှိတယ်ခင်ဗျာရှစ်ထိတ်စီကျွန်တော်တို့တစ်လုံးနှစ်လုံးဒီနေ့ထဲမှာရှစ်ထိတ်စီကနှလုံးမဲထွက်သွားတာ ။ဒီချစ်တဲ့စီနှလုံးမြောက်ထွက်တယ်။ထွက်တော့သူကဒီငါးခါကိုနောက်ပိတ်နဲ့အချိန်ခိုင်းမှထွက်တယ်။ထွက်ပြီးမှသူ့ရဲ့နှစ်ပွဲကြော်ရကန်းလား။ကိုလေးခွန်ကိုထွက်တာလား။ဒုတိယကမှလည်းအဲ့ဒီတိုင်းပဲ။ဒုတိယကမှချစ်တဲ့ကတစ်လုံးနှလုံးသုံးလုံးဖြစ်သွားတယ်။အပေါ်မှာမရှိဘူး။အဲ့ဒီချစ်တဲ့စီသုံးလုံးမြောက်ထွက်ပြီးတော့မှသူ့ရဲ့နှစ်နှစ်ကြော်ကငါးခါကိုနောက်ပိတ်လို့ဖြစ်ထားတဲ့အောက်တပွဲကြော်ရကန်းလား။ဒီငါးလေးဝင်မြတစ်နှစ်ကြော်မှထွက်တယ်လား။အဲ့လိုပဲကျွန်တော်တို့ဒီဘက်မှာကြတော့ရှစ်ထိတ်ကနှလုံးသုံးလုံး ဒီဘက်မှာကျွန်တော်တို့ရှစ်ထည့်စီ၄လုံးကို၁၂၃၄လုံးမြောက်ကိုယူလိုက်ရင်ဒီမှာရှစ်ကိုရှစ်မှာထွက်တယ်။ငါခါ၉နောက်ပိတ်နေအချိန်ခိုက်မှာအဲ့ဒီရှစ်ကထွက်တာ။ထွက်ပြီးတာနဲ့သူ့ရဲ့နှစ်ပွဲကြောင့်မှရှိတဲ့ခဏတစ်ခွန်ရှစ်ဆိုတဲ့ခဏတည်းနှစ်နှစ်ကျော်ကိုထွက်မလား။နော်။အဲ့ဒီကောင်ကိုကျွန်တော်ခွန်ထိတ်နဲ့ကျွန်တော်တို့ထည့်မယ်ဒီဘက်မှာကျွန်တော်ခွန်ထိတ်စီတိုက်တယ်နော်။ခွန်ရှစ်တဲ့လို့ထည့်မယ်။နောက်ပြီးတော့ခုနကခဏ၄၅၅ပေါ့နော်။အဲ့ဒါလေးကတစ်ချက်ဒါလေးသတိထား။ ခွန်ချစ်ကကျွန်တော်ခွန်ထိတ်၃လုံးမြောက်ဒီဘွဲကစားခြင်းလို့နော်ခွန်ပါနိုင်တယ်လို့လည်းတွေးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကနန်းနှစ်ကွက်ကတော့ကျွန်တော်မိတ်ဆွေတွေဒီကောင်းနေမွေးကနန်းเนาะအခုနောက်ကျွန်တော်တို့ခွန်၈၈ဒီ၅၅เนาะ၄ထိတ် လေးထိတ်ကတဲ့လေးထိတ်ကဒီနားမှာစိုက်လွယ်လွယ်လေးတစ်စိုက်တော့ရှိတယ်လေးထိတ်ကလွယ်လွယ်လေးတစ်စိုက်ရှိတယ်လေးထိတ်ကတဲ့ကျွန်တော်တို့ဒီနားမှာနောက်ပေါင်း6နောက်ပေါင်း6လို့ရတယ်နော်တခါနောက်ပေါင်း6ကနောက်ပေါင်း6လို့ပဲထွက်တယ်တခါအချိန်ငယ်ပြန်စင်းလာလိုက်ရင်ဒီမှာနောက်ပေါင်း9ဒီနေရာနောက်ပေါင်း9လို့မြင်သူပြီးအောင်မလားဘာလို့လဲဆိုတော့သူကဒီနောက်ပေါင်း6ရဲ့ပါပါသူ့အောက်မှာတစ်ထိတ်လို့ထည့်လိုက်တာ ဒါတည်းတင်ထားတဲ့ဆရာရှင်လည်းကျွန်တော်ပြောနော်ကျွန်တော်ဟိုနေမဖြစ်နဲ့အပြစ်မပြောနဲ့ဒီလိုအနီးဆိုင်တရားတခြားဆရာတွေဆွဲတင်တာများလို့ကျွန်တော်တိတ်ပြီးတော့မပြဘူးတစ်ခါတလေအဲ့ဒီ6ဒီ6လို့ရိုက်တာဒီ6ဒီ6ဒီမှာလဲဒီမှာ9ရိုက်သွားလို့ဒီ9မလားကျွန်တော်နှစ်ခတ်တော့ဖြစ်သွားပြီအဲ့ဒီ6ရဲ့ပါဝါတစ်ထိတ်ဒီ6ရဲ့ပါဝါတစ်ထိတ်အဲ့ဒီနောက်9ရဲ့ပါဝါဒီဘွဲ4ထိတ်စီးထက်မလားထက်လိုက်ရင်ဒီ3လုံးကြီးကလေးလို့ပဲရိုက်တယ်ဒီ3လုံးကလည်းကလေးလို့ပဲဖြစ်တယ်နော် အဲ့ဒီမှာဒီ3လုံးက4လို့ထည့်ရှင်းတာ ਨੇ ဟို4ပါပါနောက်9ကအရင်ထည့်သွားတာဟုတ်เนาะအဲ့ဒီနောက်9အရင်ထည့်သွားတာကျွန်တော်တို့ကဒီမှာ1ထိုက်1ပါပါနောက်6 1ပါပါနောက်6ဒါဆိုရင်4ပါပါနောက်9ဆိုတာသူကစားသွားခြင်းတယ်လားအဲ့ကျွန်တော်တို့4ထိုက်တစ်လုံးကိုတော့ဒါယူလိုက်မယ်เนาะ4ထိုက်တစ်လုံးကိုယူလိုက်မယ်ဆိုရင်ခုနကကျွန်တော်ပြရတဲ့မွေးကနန်းကိုဒါ၄55လို့ထည့်ရှင်းထည့်လို့ရတယ်လို့ကျွန်တော်ပြောခြင်းတာเนาะအဲ့ဒီတစ်စိုက်ပြပြီးဆင်းလို့မယ်เนาะအချိန်လည်းကြာပါပြီ Ahem. ရှင်းလာပြီကိုတဲတဲ့အဆင်ပြေပြီဟုတ်ပြီဒီကောင်လည်းအကြိမ်ကြီးကြိုက်ပဲเนาะဒါအကြိမ်ကြီးကြိုက်ကျွန်တော်တို့ဗရိတ်ငါ6ထိပ်ကျွန်တော်တို့ဒီမှာဗရိတ်ငါ9ထိပ်เนาะဒီဗရိတ်ငါ8ထိပ်စီထွက်တယ်6ထိပ်9ထိပ်8ထိပ်သူ့ဆောင်မှာဗရိတ်ငါเนาะဒီ9ထိပ်ဒီဆောင်မှာဗရိတ်ငါ6ထိပ်ဆောင်မှာဗရိတ်ငါတော့နေရေးလိုက်ပေါ့ဗျာ1 2 3 4 5 6ချိန်ပေါ့เนาะဒီကနေ့ပြန်ကြကနေဒီကနေ့ပြန်ကြကနေ သူကနေအောက်ကိုဆင်းလာလိုက်ကျွန်တော်တို့1 2 3 4 5 6ချိန်ပြန်ကြခဏလားနော်ပြန်ကြခဏလား6 6လားကျွန်တော်အဲ့လိုထည့်ထားတယ်ဘာလို့လဲဆိုတော့6 6ကိုတော့တိတ်တော့မကြိုက်ဘူးဒါပေမဲ့ပြန်ကြကစားခြင်းရင်ပေါ့သူကဒီ6ထိတ်စီနော်ကျွန်တော်တို့ဒီမှာ6ထိတ်ဒီမှာ6ထိတ်စီဒီမှာ9ထိတ်ဒီမှာ6ထိတ်စီဒီမှာ6ထိတ်ကိုစားထားတာနော်အဲ့ကနေကျွန်တော်တို့ဒီဘက်မှာ1 9 3ညဇောင်း3လုံးက10လို့သူထွက်တယ်နော်10 30တစ်စိပြီးတော့ဒီမှာ15 3ဆိုတော့9နော်ဒီ3လုံးတုံညလို့ထွက်ပြီဒီ3လုံးကသူက9လို့ထွက်တယ်အခုတခါကျွန်တော်တို့ဒီမှာဒီ3လုံးက10တုံညဆိုတော့8လို့သူထွက်တယ်နော်အဲ့ဒီ3လုံး8ဒီ3လုံး9ဒီ3လုံးက30သူ့ဘေးမှာ9ခွန်နောက်ပိတ်နော်9ခွန်နောက်ပိတ်ကိုတခါဒီမှာ8ခွန်နောက်ပိတ်လို့ဖြစ်တယ်နော်9ခွန်နောက်ပိတ်8ခွန်နောက်ပိတ် တခါဒီမှာခွန်ခွန်နောက်ပိတ်နှလုံးဖြစ်တယ် အဲ့6ခွန်8ခွန်ခွန်ခွန်လို့ထွက်တယ်သူ့ရဲ့တပွဲကြော်ကျွန်တော်9ပရရဲ့ဇောင်းပါ3 3 6ဆိုတဲ့ကနေပြန်ကြเนาะ3ပါတဲ့ကနေကြရမယ်နောက်တစ်ခါဒီမှာ6 6ခွန်ပရိတ်9ပေါ့เนาะကျွန်တော်8ခွန်ဖြစ်တယ်တပွဲကြော်မှာ6 3 5ဆိုတဲ့ကနေတက်ပြန်ကြကနေမယ်เนาะ3ပါတဲ့ကနေပြန်ကြတယ်3ပါတဲ့ကနေပြန်ကြတယ်ဆိုတော့အခုကျွန်တော်တို့ဒီမှာ ခွန်ခွန်လည်းဖြစ်ပြီးပရိတ်ငါလည်းဖြစ်ပြီးသူ့ရဲ့ဇောင်းဒီပွဲမှာပြန်ကြကဏ္ဍသုံးပါတဲ့ကဏ္ဍဆိုရင်ကျွန်တော်အမြဲတမ်းမွေးထိုးခိုင်းနေတဲ့ကို30ပေါ့နော်ကို30နဲ့ကျွန်တော်သုံးသုံးကိုနှစ်ဒါမျိုးတွေကစားလို့တော့ရတယ်ဒါပေမဲ့သုံးပါတဲ့ကဏ္ဍပြန်ကြဆိုရင်ကျွန်တော်မိတ်ဆွေတွေတတိထားပေါ့ကျွန်တော်တို့တကွပြန်ကြရတယ်ကတော့အများကြီးပေါ့နော်ဆွဲပြမယ်ဆိုရင်အများကြီးရှိတယ်ကျွန်တော်ကဏ္ဍမဲ့ကျွန်တော်ထည့်3993 เนาะဒီကနန်းပဲကျွန်တော်အပတ်တိုင်းထိုးခိုင်းတယ်ဟာအဲ့မှာသုံးပါတဲ့ကနန်းပြန်ကြရင်ကြမကြရင်တခြားကနန်းလည်းကြကျင်လေကြသွားလို့ရတယ်เนาะဘာလို့ကိုရှိလျှောက်ထဲတာတော့ဆိုတော့ကျွန်တော်ဒီ630ကို35ကိုရှိလျှောက်လို့ကျွန်တော်ဒီ3ခွက်ကိုအဲ့ဒီကနန်း3ခွက်ကိုဒီမှာ630ကို35ကိုရှိလျှောက်လို့ကျွန်တော်ထည့်ကျင်တာเนาะအဲ့ဒီ630ကို35ကိုရှိလျှောက်တကယ်လို့အဲ့ဒီလိုမယူဘဲနဲ့ ို့ဒီ630ဝေယူမယ်ဒီ630ကနေကျွန်တော်တို့3နှစ်ကျော်အကြိမ်ခိုက်ကိုကျွန်တော်တို့ဆွဲချလိုက်ရင်630 935 3သူကနေအောက်ကို3ဘွဲကျော်39ခွန်ဒါလည်းယူလို့ရတယ်နော်အဲ့39ခွန်ကလည်းခုနကကျွန်တော်ပြောတယ်ခွန်ထိတ်လို့လာရင်ရှေ့တစ်နှစ်ကျော်ကကဏန်းဆိုရင်39ခွန်ရှိတယ်နော်ဟုတ်တယ်ပဲလေအဲ့ပဲအပတ်တိုင်းပိတ်တယ်ကျွန်တော်လည်းအဲ့အပွဲတိုင်းထည့်ပေးတာအဲ့ကောင်နားရတာအဲ့ဒီမှာခွက်ကိုပြန်ကြည့်ကြည့်နော်ကျွန်တော်တို့၅ပြိတ်ဆောင်မှပြန်ကြ၅ပြိတ်ဆောင်မှပြန်ကြ၅ပြိတ်ဆောင်မှပြန်ကြနော် ခွန်ပိတ်နှလုံးထောင်တပွဲကျော်ပြန်ကြခွန်ရှစ်တပွဲကျော်ပြန်ကြခွန်ကိုတပွဲကျော်ပြန်ကြနော်အဲပြန်ကြ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 မကြရင်လည်းမသိဘူးနော်အဲ့ဒါခွန်နိနိခွန်နိသုံးရခွန်ကသုံးရခွန်ခွန်ရှစ်တ၄၅၅ လေးငါးငါးနောက်ပေါင်း၉လေးရှိတယ်နော်ဒီကောင်လေးဆိုနောက်ပေါင်း၉လေးရှိတယ်ဆိုရင်နော်တုံညပြောလို့တော့မရဘူးပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့ရှေ့ပေါင်း၉ကြိုက်တယ်နောက်၉နဲ့ထွက်တယ်လေးကိုနောက်ပိတ်ကြိုက်တယ်ခါးနဲ့ထွက်တယ်ဘာမှမတတ်နိုင်ဘူးသူထွက်ရှင်ရသူထွက်တာဒါတွေကမွေးကနန်းနေနော်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ဒီလေးခွက်ကမွေးကနန်းဒီဘွဲမလာလဲလာခြင်းတဲ့ချိန်လာလိမ့်နော်ဒီနှစ်ခွက်ကတဲ့ခက်ခဲဖြစ်လို့ရှင်တစ်ခွက်လောက်ပေါက်ရှင်နေ မပူနဲ့ဒီဘွက်ပောက်ကိုပောက်မှာဒီဘွက်ထဲပေးမှာနော်ဒါတွေကအခုလောလောဆယ်ဆယ်ကကျွန်တော်မေးကြလို့ဗျာလိုက်မလွင်ဘူးလားမလွင်ဘူးလားမေးကြလို့ကျွန်တော်လွှင့်ပေးတာပုံမှန်ဆိုရင်ဒါတွေကမလိုဘူးဟိုမွေးကနန်းလေးတွေပြောချင်လို့နော်မွေးကနန်းလေးတွေပြောချင်လို့ဒီဘွက်တစ်ခွက်ထဲပဲမပူနဲ့ချက်မထွက်ခင်တက်ရက်အပြေးလား ဲ့ပဲချမယ်ဗျာနောက်9နဲ့ပဲချမယ်ဒီပွဲရှုပ်ပြီးလာမပြီးလာသူ့အလုပ်ဒီကောင်ခွန်ထိတ်နဲ့နောက်9ဆိုရင်ဒီကောင်မစိုးဘူးเนาะတနေ့ကြော်ရကန်တယ်